ဟဲ့ကျမနာမည်ရောခြေစင်းပါခြေစင်းဆိုတော့နဲ့မဆက်ကခြေစင်းလို့တော့မထင်လိုက်ပါနဲ့ကျမကတော့အေယံရခြေစင်းဖြစ်ပါတယ်ဟဲ့ဟဲ့စားလာပါကျမလိုပဲလမ်းလျှောက်ပြီးစကားပြောနိုင်တဲ့အေယံလူကဖန်တီးခြင်းလားဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်တေချာလေးရဲ့သေစိတ်ရှင်းပြထားတာမလို့ဗီဒီယိုကနည်းနည်းရှည်ပါတယ်ဒါပေမဲ့တီးခံပြီးကြည့်ပေးပါနော်အခုကြည့်ဖို့မအားသေးဘူးဆိုရင်လည်းဗီဒီယိုကိုဆစ်ထားလိုက်ပါကဲဒါဆိုရင်စားလိုက်ရအောင်နော် ကျွန်တော်ပထမအဦးဆုံးတက်ပွန်တစ်ခုကိုဖန်တီးရပါမယ်။အဲ့ဒီတက်ပွန်ကကျွန်တော် Google ကနေတက်ဒေါင်းလုဒ်မရောက်လားဆိုရပါတယ်။ဒါမှမဟုတ်ကျွန်တော်လုံးဝ perfect ဖြစ်တဲ့တက်ပွန်တစ်ပုံကိုကျွန်တော်တိဆောက်ချင်တဲ့အတွက်ဒီစာသားလေးနဲ့ကျွန်တော်တက်ပွန်တစ်ပုံအရင်အဦးဆုံးဖန်တီးမယ်။ကျွန်တော်တက်ပွန်ဖန်တီးရခြင်းဒီ prompt လေးလိုပါတယ်။ တော့ကျွန်တော်ရေးထားပေးရဒီမှာယောက်ျားလေးရောမိန်းကလေးတို့နှစ်ခုရှိရပါတော့ကိုချက်လုခံတီးလို့ရပါတယ်တကယ်လို့ကိုကရေးတတ်တယ်ဆိုရင်တော့ဒီကိုဝင်စတိုင်နဲ့လည်းဖန်တီးလို့ရပါတယ်ဒီဒီ brand လေးကိုကျွန်တော် comment ထဲမှာရေးပေးပါမယ်မိတ်ဆွေလက်ဒီအတိုင်း copy ကူးပြီးတော့အဲတပ်ပုံဖန်တီးလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒါလေးကို copy ကူးလိုက်ပါမယ်စာသားလေး copy ကူးပြီးွားရင်ဒီနေရာမှာ cr ဆိုရင်မှရေးလိုက်ပါ cr ai ဆိုတာရေးလိုက်ပါရေးပြီးွားရင်ဒီမှာထိတ်စွမ်းပေါ်လာရဟာဒါလေးကိုနှိပ်လိုက်ပါ ပြီးတော့ဒီနေရာရောက်ရင် login နဲ့ဝင်လိုက်ပါ Google ကိုနှိပ်လိုက်ပါပြီးတော့ Gmail account တစ်ခုနဲ့ sign in ဝင်လိုက်ပါ continue ဒါလေးကိုကျွန်တော် skip လုပ်လို့ရပါတယ် skip လုပ်လိုက်ဒါမှမဟုတ်ဒီအတိုင်းဖန်တီးခြင်းနဲ့ဆိုရင်လည်းရပါတယ် ပြင် start free try ဆိုတာဒါလေးကိုလည်းကျွန်တော် skip လုပ်လိုက်မယ်ကျွန်တော် sign ဝင်ပြီး why ဆိုရင်ကျွန်တော်ပုံမှန်ရှိတာ130 point ရှိရယ်130 point ကိုကျွန်တော် debt bond တစ်ခုကိုဖန်တီးလိုက်မယ်ဆိုရင်7 point ဈေးနှုတ်ပါရတယ်ပြီးတော့ဒီနေရာမှာကျွန်တော်ခုန copy ကူထားအောင် paste လုပ်လိုက်မယ် paste လုပ်ပြီး why ဆိုရင် generate ကိုနှိပ်လိုက်ပါပြီးတော့ဒီနေရာမှာခဏလေးစောင့်လိုက်ပါနော်ကဲကျွန်တော်ရလာထွက်ကြည့်လာပါပြီဒီနေရာမှာဒီပုံစံမကြိုက်ဘူးဆိုရင်ပြန်မှကျွန်တော်လုတ်ချင်တယ်ဆိုရင်နောက်ဒီပုံမှာနှိပ်လိုက်ပါ region ပြန်ဖြစ်လိမ့်မယ် ကျွန်တော်ကဒါလေးသဘောကျတော့ဒါလေး download ဆွဲလိုက်မယ်။ကဲကျွန်တော်တက်ပုံဖန် TV wise ဆိုရင်ကျွန်တော်နောက်တစ်ခုဗီဒီယိုလုပ်ပါမယ်။ဗီဒီယိုလုပ်ဖို့ဆိုရင်ကျွန်တော် Heygan ဆိုရယ် website တဲ့ကိုဝင်ရပါမယ်။ Heygan AI လို့ရေးလိုက်ပါပြီးရင်ဒီလိုပုံစံနဲ့ပေါ်လာရင်ဒီဟာထိတ်ဆုံးဟာကိုဒီလိုပုံလေးနဲ့ဆိုရင်ဒါလေးကိုနှိပ်လိုက်။ပြီးတော့ဒီရောက်ဆုံးက Google ဟာကိုနှိပ်လိုက်ပါ။ပြီးတော့ဒီနေရာမှာကိုယ့်အကြည့်မျိုးထည့်လိုက်ပါ။ပြီးရင် continue နှိပ်လိုက်ပါ။ ပြခဏလေးစောင်းလိုက်နော်ဒီမှာစောင့် view wise ဆိုရင်တော်တော်လေးပေါ်လိမ့်မယ်ဒီမှာကျွန်တော် free ရတဲ့ဟာဆိုရင်တလားကိုဗီဒီယိုသုံးဖို့အထီးတော့ free ရတယ်ဗီဒီယိုကြာချင်းကလည်းကျွန်တော်3မိနစ်အထိတော့ကျွန်တော် AC ဗီဒီယိုလုပ်လို့ရတယ်။ကျွန်တော်တခြား website တွေမှာအများဆုံးကကျွန်တော်10 second လောက်ပဲပေးရတယ်။ဒါပေမဲ့ဒီ website လုံးဝအဆင်ပြေပါတယ်။3မိနစ်အထိကျွန်တော်ဗီဒီယို AC လုပ်လို့ရပါတော့။ပြင်ဒီထဲမှာ choose free ကိုနှိပ်လိုက်ပါ။ပြီးတော့အပေါ်ဆုံးနားမှာ create video ဆိုတာကိုနှိပ်လိုက်။ ဒီဒီမှာ avatar video ဆိုတဲ့ထိတ်စွမ်းကိုရေးလိုက်ပြီးတော့ဒီမှာ create portrait ပေါ့နော်ကိုက TikTok မှာတင်မှာလား YouTube မှာတင်မှာလားကိုချိုက်တဲ့ပုံစံရွေးလို့ရပါတယ်ဒီလိုလေးပေါ်လာရင်ဒီမှာ base one ကဒီမှာ avatar ဆိုတာကိုရှင်းနေလိုက်ပြီးတော့ဒီတဲ့လူကိုလည်းကျွန်တော်တို့တုံးလို့ရသလိုခုနကကျွန်တော်ဖန်တီးရဲ့လူကိုလည်းတုံးလို့ရပါတယ်ကိုကလန်းလန်းကြီးတုံးခြင်းနဲ့ဆိုရင်တော့ကိုယ်ဝန်ဖန်တီးလိုက်ပါကျွန်တော် create avatar ကိုနှိပ်လိုက်ပြီးတော့ဒီအောက်ကဒီမှာ custom photo ဆိုရရှိရတာလေးနှိပ်လိုက် ပြီးတော့ slab photo နေလိုက်ပြီးတော့ကိုကုနာဖန်တီးထားတဲ့ဟာပြင်မရွေးလိုက်ပြီးတော့ down ဝင်ပြီးတော့ဒီမှာအောက်ဆုံးသွားလိုက်ဒီမှာ upload ဆိုတာကိုရှိရနေလိုက်နာခဏလေးစောင့်လိုက်ပါနော်ဒီလိုမှန်ချစ်လေးပေါ်ရင် continue နေလိုက်ဒီမှာနာမည်ကကိုကြက်တဲ့နာမည်ထည့်လို့ရပါတယ်ကျွန်တော် AI girl ဆိုမှထည့်လိုက်ပါမယ် ဒီနေရာမှာ age နေရာမှာ young adult ဆိုထည့်လိုက်မယ် gender နေရာမှာဒါ woman ကိုထည့်လိုက်မယ် tier နေရာမှာကျွန်တော် niche ဆိုဒီမှာ time ကိုရွေးလို့ရတယ် pass on continue ရွေးလိုက်ပါဒီနေရာရောက်ရင်ကျွန်တော်အတန်ကိုအတန်ကိုသူများအတန်နဲ့ပြောင်းမလားဆိုရဲ option ရှိရဲ့ဒီမှာ active voice ဆိုတာကိုနေလို့ရတယ်ဒါမဲ့နောက်ဘက်မှာလည်းကိုကပြောင်းလို့ရတဲ့အတွက်ဒီမှာလုပ်လိုက်မယ်တချက်ချေကောင်နေလိုက်ကျော်ဒီလိုနေရာရောက်ရင်ဒီမှာခုနနေရာ avatar ကိုသွားလိုက် ပြီးတော့ခုနကရွေးထားတဲ့ဒီမှာ AI photo လေးကိုနှိပ်လိုက်ခင်ဗျနေ့ view ဆိုရင်ကျွန်တော် motion ထည့်ပါမယ် AI motion ထည့်ဖို့ဆိုရင်ဒီဗီတက်ပုံကိုချာချာလေးဖိလိုက်ပြီးတော့ဒီညာဘက်အပေါ်ဆုံးတောက်မှာဒီမှာ motion လေးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးဒီမှာ expression ဆိုတာကိုနှိပ်လိုက်ကျွန်တော်ဒီ expression မှာကျွန်တော် a woman is talking confidently ဆန္ဒလေးရေးလိုက်မယ်ခဏနေရာပြန်သွားလိုက်အဘာတာကိုသွားလိုက်မတော် AI motion ဖန်တီးနေရခဏလေးစောင့်ပေးရမယ်ဒီနေရာမှာအချိန်ကတော့3မိနစ်နဲ့5မိနစ်အထိကြာနိုင်တယ်ခဏလေးစောင့်ပေးပါနော်โอเคကျွန်တော် AI motion လေးပေါ်လာပါပြီဒီနေရာမှာကျွန်တော်အရေးကြီးတာဒီမှာ AI motion ဆိုတာကိုကျွန်တော်ရွေးရပါမယ်ပြောဒီမှာအောက်နာအော်ဒီယိုလေးကိုနှိပ်လိုက်ပါပြန် upload audio audio ajo ko asa gaya senden lo thaya ma ba ti ya ma ko ya audio thaya ba me apple i fine so ya o yi nei lai nei bi wai ma fine so shi ya da le nei lai pyo ko ya audio ba na ma le so o lai sha lai di ma audio so ya ha o nei lai nei thong lo chano ya audio a di ma ba အဲ့တော့ဒါလေးကိုနေလိုက်ပါမယ်ရွှေ့လိုက်ပါမယ်အဲ့ဆိုရင် uploading လုပ်နေခဏလေးဆောင်းလိုက်ပါဒီမှာဒီလိုလေးပေါ်လာရင်ခုနက voice mirroring လုပ်မှလား voice mirroring လုပ်မှလားဆိုကိုယ့်ရဲ့အတန်ကိုတခြားလူရဲ့အတန်နဲ့ပြောင်းမှလားဆိုတာဟာကိုကျွန်တော်လုပ်ချင်တယ်ဆိုရင်တော့ရေးလိုက်မလုပ်ချင်ရင်တော့မရေးနဲ့ပေါ့နော်လုပ်ချင်တယ်ဆိုရင်တော့ voice mirroring ဒါလေးကိုနေလိုက်မလုပ်ချင်ရင်ဒီတိုင်းထားပြီးတော့ add လုပ်လိုက် add လုပ်ရရင်ခဏလေးစောင့်လိုက်ပါတကယ်လို့ add လုပ်ပြီးနောက်ပိုင်းကိုယ့်အတန်ကိုသူများအတန်နဲ့ပြောင်းချင်တယ်ဆိုရင်လည်းတယောက်ဆုံးသွားပြီးတော့ပြောင်းလို့ရပါတယ်ဒီမှာ voice mirroring ဆိုတာရှိပါတယ် ျွန်တော်ကပြောင်းမှဆိုတော့ဒါဟိုနေလိုက်မယ်ပြီးတော့ဒီမှာဆန်းကြည့်လိုက်မယ်ဘယ်အတန်နဲ့ကိုကဆင်ပြေရဲဆိုတော့ဟိုကရွေးလို့ရပါတယ်ဒီနေရာမှာဒါဟိုနေပါနေပြီးွားရင်ဒီမှာဘွားရှောက်ကဟာဟိုပြင်မနေလိုက်ပါဒီမှာဟေးဂျင်လိုက်ပြီးတဲ့ဝင်ပြီးတော့ဒီနေရာကိုကြိုက်တဲ့အတန်ဟိုထည့်လို့ရပါတယ်ဒီထဲမှာအတန်နားထောင်လိုက်နားထောင်ပြီးတော့ကိုကြိုက်တဲ့အတန်ပြန်ထည့်လိုက် Hey there here's how I sound like hope you ကျွန်တော်ဒါလေးခြိုက်လို့ဒါလေးကိုရွေးပါမယ် တော့ကျွန်တော်ဒီ generate မလုပ်ခင်လည်းဒီမှာအတန်ကိုယ့်ရအတန်နားထောင်လို့ရပါတယ်တကယ်လို့မကြိုက်ဘူးဆိုရင်ပြန်မှပြောင်းလို့ရပါတယ်စမ်းကြည့်မယ်နော်ကျေးဇင်းပါကျေးဇင်းဆိုတော့နဲ့မဆက်ကကျေးဇင်းလို့တော့မထင်လိုက်ပါနဲ့ကျမကတော့ AI ရကျေးဇင်းဖြစ်ပါတယ်ကဲဟုတ်ကဲ့ပါကျွန်တော်တို့ဒီတန်လေးအဆင်ပြေပြီးတော့ generate ကိုနေလိုက်ပါမယ်ဒီနေရာမှာချက်တဲ့နာမည်ထည့်လို့ရပါတယ်နာမည် view ဆိုရင်အောက်ဆုံးမှာဒီ submit ဆိုတာရှိရဲဒါလေးကိုနေလိုက်ပါ ဒီနေရာမှာအချိန်တော့ခဏလေးပေးရအောင်ပေါ့နော်တဲ့ဗီဒီယိုကျွန်တော်တို့လုပ်ဖို့အတွက်အချိန်တော့9မိနစ်အမှုန်10မိနစ်လောက်ပေးရပါမယ်ကဲဗီဒီယိုအဆင်သင့်ဖြစ်ပါပြီပြင်ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးဒီမှာ34ရှိရဆက်34ဒီမှာဒေါင်းလုဒ်ဆွဲလို့ရပါတယ်ဒေါင်းလုဒ်လေးနှိပ်ပြီးွားဒီမှာဒေါင်းလုဒ်လေးကိုပြန်နှိပ်လိုက်ပါပြင်ခဏလေးဆောင်းလိုက်တော်တော်လွတ်တဲ့အချိန်ကကျတော့ကိုကကိုယ့်ရဲ့ဗီဒီယိုရှေ့ရင်ရှေ့တလောက်တူရင်တူတလောက်အချိန်ကကြာပါတယ် ြင်ပြီးွားရင် open လေးကိုနှိပ်လိုက်ပြီးတော့တစ်ချက်ပြန်မှနားအောင်ကြည့်မယ်နော်ကြည့်ကြည့်လိုက်မယ်ဘလို့ပုံစံလေးထွက်လာလဲဆိုတော့အဲ့ဒီမှာနာမည်ရတဲ့ဇင်ပါဂျေဇင်ဆိုတော့နဲ့မဆက်ကဂျေဇင်လို့တော့မထင်လိုက်ပါနဲ့ကျမကတော့ AI ရဂျေဇင်ဖြစ်ပါတယ်ကဲဗီဒီယိုလေးတော့အဆင်ပြေသွားပါပြီသူကလှုပ်တဲ့အမူအရာလေးကအစအကုန်လုံးပါတယ်နော်ဒီထဲမှာလက်ဟန်မျက်နာအနိထအကုန်လုံးအဆင်ပြေပါတယ်မိတ်ဆွေလက်ဒီအတိုင်းလေးစမ်းကြည့်ပါနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ